မင်္ဂလာပါရှင်။တောင်လင်းထိုင်းရဲ့မတ်လ9ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်းကြည်ပါပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ဘီလင်းတိုက်ပွဲမှာနှစ်ဖက်ထိခိုက်ကြဆုံမှုရှိခဲ့တဲ့သတင်း တလာတွင်စစ်ကောင်စီတိုက်ခိုက်မှုကြောင့်အမျိုးသမီး66ဦးသေဆုံးခဲ့တဲ့တဲ့တင်တွေအပြင်စစ်ကောင်စီပိတ်ဆို့ဖမ်းဆီးမှုကြောင့်ထိုင်းကုန်ပစ္စည်းဝင်ရောက်မှုရပ်တန့်နေတဲ့တဲ့တင်နဲ့စစ်ကောင်စီရဲ့တရားတော်စစ်ဆင်နွှဲမှုမြေပြင်မှာစန့်ကျင်ဘက်ဖြစ်နေတယ်ဆိုတဲ့သတင်းတွေကိုပါရှုစားကြရမှာပါ။နိုင်ငံတကာသတင်းတွေမှာတော့ယူကရိန်းနဲ့ငြိမ်းချမ်းရေးသဘောတူညီမှုယူရင်ရုရှားအတွက်လုံခြုံရေးအာမခံချက်ပါရမယ်လို့ပူတင်တောင်းဆိုခဲ့တဲ့သတင်း။နှစ်ပေါင်း၄၀၀တပ်တန်းရှိဒိမန့်စာပို့လုပ်ငန်းရပ်ဆိုင်တော့မဲ့သတင်းတွေနဲ့အတူ အာနာသိန်းကာလာတက်ဖြတ်ဖန်းစည်းခံရတဲ့ပြည်သူတွေရဲ့အချက်လက်တွေနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါမိုးပြင်းနဲ့ဘီလင်းမြွနဲ့အလူလေးကျေးရွာအနီးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင်နှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိခဲ့တယ်လို့တော်လန်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေရဲ့ပြောပြချက်အရသိရပါဗျ။ပြီးခဲ့တဲ့မက်စတာ6ရက်နေ့မနက်7:00နာရီအချိန်ခန့်ကရန်ကုန်မော်လမြိုင်ကားလမ်းမှာ လန်ကင်းလုံခြုံရေးလာယူတဲ့အင်အား40ပါစစ်ကောင်စီတပ်နဲ့တော်လန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေကြောင့်အချိန်တနိုင်ခွဲကြာနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။နှစ်ဖက်တိုက်ပွဲတွင်စစ်ကောင်စီဘက်က၄ဦးသေဆုံးပြီး၄ဦးဒဏ်ရာရရှိခဲ့တယ်လို့တော်လန်ရေးတပ်ဖွဲ့ဘက်ကလည်း PDF ရဲဘော်တို့အကြဆုံးက၂ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။နှစ်ဖက်တိုက်ပွဲတွေကြောင့်ရန်ကုန်မော်လမြိုင်ကလည်းအချိန်နှစ်နာရီကျော်ကြာပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီးနေ့လယ်၂နာရီလောက်မှသာပုံမှန်အတိုင်းပြန်လည်သွားလာနေကြတယ်လို့ဒေသခံတွေထံကနေသိရပါတယ်။ နဘက်စီရေပြန်လဲတဲမာနေတဲ့ဘီလင်းမြို့နယ်မှာစစ်ကောင်စီဘက်ကကျေးရွာ900လောက်မှာတပ်ဖြန့်ထားပြီးဘီလင်းတောင်စွန်လမ်းမမှာလည်းကင်းမုံဝတ်တာတွေနဲ့ရှောင်းတခင်စစ်ဆေးတာတွေလှုံ့ဆောင်နေပါတယ်တပ်ဖက်မှာလည်းစစ်ကောင်စီတဟာတော်လန်ရဲတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေကြောင့်ဘီလင်းအခြေဆိုင်တပ်ရင်းတွေမှာတင့်ကားတွေလက်နက်ကြီးဟောင်းဝင်းစာတွေတပ်ဆင်ထားသလိုတပ်ရင်းတရင်းလင်အင်အားရာနေချီဖြစ်တင်ထားပါတယ်။ နိုင်ငံတော်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလတလအတွင်းစစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အမျိုးသမီး66ဦးသေဆုံးခဲ့ပြီး68ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြန်မာအမျိုးသမီးတပ်မက BWU ကမက်ရှာ6ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ဖေဖော်ဝါရီလတွင်နိုင်ငံတော်မှစစ်ကောင်စီရဲ့လေကြောင်းဖုံးကျဲတိုက်ခိုက်မှုကြောင့်တေဆုံးသူ45ဦး၊လက်နက်ကြီးပစ်ခတ်မှုကြောင့်12ဦး၊မိရှုတပ်ဖြတ်မှုကြောင့်2ဦး၊ထောင်တွင်စစ်ကူတမှုမရရှိတာကြောင့်2ဦးနဲ့မြေမြုံမှန်းကြောင့်9ဦးတေဆုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီထဲမှာအသက်18နှစ်အောက်အမျိုးသမီးငယ်73ဦးပါဝင်ပြီးအမျိုးသမီး68ဦးကလည်းစစ်ကောင်စီလက်ချက်ကြောင့်ထိခိုက်ဒဏ်ရာအသီးသီးရရှိခဲ့တယ်လို့ BWU ကဆိုပါတယ်။ BWU ရဲ့ကောက်ယူထားတဲ့အချက်အလက်တွေအရတေဆုံးခဲ့တဲ့အမျိုးသမီးအရေးအတွက်ဟာသခိုင်းတိုင်းမှာ22ဦး၊ရှမ်းပြည်နယ်နဲ့မကွေးတိုင်းတို့မှာ9ဦး၊မန္တလေးတိုင်းမှာ10ဦးနဲ့အများဆုံးတေဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီအချက်အလက်တွေဟာတီးကြခိုင်လုံတဲ့သတင်းမီဒီယာတွေရဲ့ဖော်ပြချက်တွေကို BWU ကကောက်ယူထားတဲ့အချက်အလက်တွေကိုစူးစီးထားတာဖြစ်ပြီးမြေမြမာဒီထက်မကပိုများနိုင်တယ်လို့ပြောဆိုပါတယ်။ ပြီးခဲ့တဲ့2025ခုနှစ်ဇန်နဝါရီလတုန်းကလည်းနိုင်ငံတော်မှာစစ်ကောင်စီရဲ့လူအခွင့်ရေးချိုးဖောက်မှုတွေကြောင့်အမျိုးသမီး86ဦးသေဆုံးခဲ့တယ်လို့ BW ကထုတ်ပြန်ထားပါတယ်။ထမမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1495ရက်အတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့ဇင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1495ရက်တွင်အကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6380ဦးထိရှိလာပြီဖြစ်ပါတယ်။ဒါ့အပြင်ဖမ်းဆီးထိန်သိမ်းခံထားရသူ28952ဦးထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ6989ဦးထိရှိလာပြီဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီစီစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကကိုကြီးဆောင်ချောက်ရဲ့အသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။ နေစားကုံတယ်ရီရဲ့အဆိုအရမတ်လ9ရက်နေ့ကနေမတ်လ9ရက်နေ့အထိထိုင်းကုန်ပစ္စည်းတင်ဆောင်လာတဲ့ကုန်တရင်အစည်းရေ900ကျော်ဖန်စီထင်းထင်းခံခဲ့ရတယ်လို့သိရပါဗျ။ဒီအကြောင်းကိုတော့အေမီယံကတင်ဆက်ပေးထားပါဗျ။အမေမာနေစကတစင်ဝင်ရောက်လာတဲ့ကုန်ပစ္စည်းတွေကိုစစ်ကောင်စီပူပေါင်းဖွဲ့တွေရဲ့ပိတ်ဆို့ဖမ်းဆီးမှုကြောင့်ထိုင်းကုန်ပစ္စည်းဝင်ရောက်မှုရပ်တန့်သွားပြီလို့နေဆက်ကုန်သွယ်တွေကတန်လွင်တိုင်းကိုပြောပါရတယ်။ဒုစစ်ကောင်ဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝီရဲ့ညွှန်ကြားချက်ကြောင့် ထိုင်းကွန်ပစ္စည်းတွေကိုမလဆန်းပိုင်းကစားပြီးကင်းပြည်နယ်ဖမ်းမြို့ထွက်နဲ့နှိုင်းပွဲမြို့နယ်ထီလုံကြီးရွာစစ်စေးရေးဂိတ်တွေမှာစစ်ကောင်စီပူးပေါင်းဖွဲ့ကပိတ်ဆို့ဖမ်းဆီးနေတာပါ။နေဆက်ကုံသွေးတွေရဲ့ဆိုရမလ9ရက်နေ့ကစားပြီးမလ9ရက်နေ့ထိထိုင်းကွန်ပစ္စည်းတင်ဆောင်လာတဲ့ကုန်တင်ရေးစီး800ကျော်ဖမ်းဆီးထိန်းသိမ်းခံရရပါတယ်။စစ်ကောင်စီဖမ်းဆီးထိန်းသိမ်းထားတဲ့ထိုင်းကွန်ပစ္စည်းတွေဟာပြည်သူတွေနေ့စဉ်သုံးပြုနေရတဲ့ခြေကန်စားသောက်ကုန်ပါဝင် စေဝါနဲ့လူသုံးကုန်တွေအများဆုံးပါဝင်ပါတယ်။ နေဆက်ကုံသေးတူကစစ်ကောင်စီရဲ့ပိတ်ဆို့ဖမ်းဆီးမှုကြောင့်ထိုင်းကွန်ပျူစီစင်းုံစမတန်မြင့်တက်လာတဲ့တန်ကိုပြည်သူတွေထက်မှန်ခံစားရနိုင်ပြီးတပိုင်းတိုင်းလုပ်ငန်းရှင်တွေလည်းပျောက်ကွယ်သွားနိုင်တယ်လို့ပြောပါတယ်။ဒီကြတော့ဒီကူချင်းရဲ့ချင်းဖမ်းလို့ရှိရင်ဘယ်လိုနေလာမလဲဆိုတော့တပိုင်းတိုင်းလုပ်ငန်းရှင်အသေးစားလေးနေလာမယ်။အဲဒီလိုရှိရင်ဒီရတဲ့ပတ်သက်ပြီးကိုယ်ကလုံးမရန်တူတော့ဆိုကျင်းပြန်သွားမယ်ဒီလိုရှိရင်ဘာဘောကအဲဘာဘောကိုထပ်ပြီးရှိတော့ဖြစ်လို့ပြင်းပြလို့မှာ ။အဲ့တော့သူစာမုတ်မတော်မှန်နေတာရှိတယ်ပြောမှာပြည်သူ့နာတိတာနဲ့စာမုတ်နဲ့ပဲရင်းခက်တူပြတော်မှာပြည်လုံးမရှိကြီးကြီးပေါ့ဆင်းပြီးမှဒုက္ခရောက်ပြီးဆင်းပြီးအဲ့တော့ဒီဝတ်ဖြစ်တော့မှာပေါ့။ဘာလို့ဒီမတော်လာခေတ်ကလည်းတခါဝစီဝိုင်းစတဲ့လူတွေဝတ်ဖြစ်တော့မှာပေါ့။အဲ့ဒီလူတွေဝတ်ဖြစ်ပြော။ဒီဒီလာဒီတော့ဒီဒီလူဝတ်လိုက်စရာခိုင်းဒီဝတ်ကအကြီးကြီးရယ်။ကောက်ကောက်ရတော့မှလည်းလူကစားသူစီဝိုင်းတွေဝတ်ရှိအနေလေးပြောက်သွားပါပေါ့။စစ်ကောင်စီဘက်ကတိုင်းကုန်ပစ္စည်းတွေကိုကြီးကြဲဖမ်းဆီးနေတဲ့အတွက် ကုံတွေတချို့ထိုင်းကွန်ပစ္စည်းတင်သွင်းမှုယာယီရနာထားရပြီးဖန်းစီမှုကာလရှည်လာတာနဲ့မြကုန်ပစ္စည်းပြက်လက်ကဈေးနှုန်းစမတန်မြင့်တက်လာနိုင်တယ်လို့နေဆက်ကုံတွေတွေကသုံးသပ်ပါတယ်စစ်ကောင်စီရဲ့တရားဝင်ထုတ်ပြန်ထားချက်အရမလတရက်နေ့မှာဖန်းမြို့ရှိလုပ်ငန်းသုံးပစ္စည်းတွေတူလောင်ထားတဲ့ကိုရောင်နှစ်ခုကိုကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ကဝင်ရောက်စစ်ဆေးရာမှာတရားဝင်ဆ ਾਇ ရက်စာတမ်းအထောက်ထား ပြနိုင်တဲ့တန်ဖိုးကျက်သိန်း9000နီးပါးရှိတဲ့လုပ်ငန်းသုံးပစ္စည်းတွေကိုတင်ဆက်ရေးယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင်ဖန်မြူရဲတာယာရီရင်စစ်ကွင်းမှာလည်းမက်လာတရက်နေ့ကထောက်ထားမရှိတဲ့ကျက်သိန်း1000ကျော်တန်ဖိုးရှိတဲ့လုပ်ငန်းသုံးပစ္စည်းတွေနဲ့ယင်းတွေကိုတင်ဆက်ရေးယူဆောင်ရွက်ခဲ့တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။တရားမဝင်ထိုင်းကုန်ပစ္စည်းတွေနဲ့ကုန်တင်ယင်းတွေဖမ်းဆီးမှုကိုစစ်ကောင်စီရဲ့အရှိတောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်မှုကဥဆောင်ကဖြစ်ပြီးဖန်စီရရှိထားတဲ့ကုံစီပစ္စည်းတွေနဲ့ယင်စီရဲ့ယာချီကိုဖန်မြုကတီတီကွင်းမှာထားရှိထားပါတယ်မြန်မာနိုင်ငံဟာအိန္ဒိချင်းထိုင်းနိုင်ငံကတဆင့်အခြေခံစားတောက်ကုံလူသုံးကုံစီဝါအလှကုံဆောက်လေသုံးကုံပစ္စည်းပါဝင်အထွေထွေသုံးကုံပစ္စည်းတွေကိုအဓိကအားထားအသုံးပြုနေရတာဖြစ်ပါတယ် အနာသိန်းကာလမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစစ်ကိုစစ်နဲ့တူအောင်တိုက်နေတာမဟုတ်ပဲအရသာပြည်သူတွေပေါ်ပြစ်မှတ်ထားပြီးတပ်ဖြတ်ညှဉ်းပန်းနှိပ်စက်တာတွေကဆရာစုံမှုကျူးလွန်တဲ့အနေအထားဖြစ်နေတယ်လို့လူ့အခွင့်အရေးအဖွဲ့တွေကထောက်ပြလာပါတယ်။ဒီအကြောင်းကိုတော့ဝါနီကတင်ဆက်ပေးထားပါတယ်။ဆရာနာရှင်စနစ်ကိုတော်လှန်နေတဲ့လက်နက်ကိုင်အဖွဲ့တွေကိုစစ်ကောင်စီကတရားတော်စစ်ဆင်နွှဲနေတယ်လို့နိုင်ငံပိုင်ရုပ်သံမှာကြွေးကြော်နေပေမဲ့မြေပြင်မှာဆန့်ကျင်ဘက်ဖြစ်နေတယ်လို့လူ့အခွင့်အရေးအဖွဲ့တွေနဲ့တော်လှန်ရေးအဖွဲ့တွေကတန်လွင်တိုင်းကိုပြောပါရီး။ ဒွတ်တာဝန်ရေးသုံးပါးကိုဥထိပ်ပန်းဆင်ပြီးနိုင်ငံရဲ့အချုပ်အခြာအနာကိုအစင်ကာကွယ်ဆောင်ရှောက်နေတဲ့တပ်မတော်သားတွေတရားတော်စစ်အောင်ရမယ်လို့အာဏာသိမ်းကာလအတွင်းစစ်ကောင်စီကအမြဲတစေဝါဒဖြန့်လေရှိပါသည်လက်တွေ့မှာတော့အာဏာသိမ်းကာလမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအပြစ်မဲ့ရတားပြည်သူတွေပေါ်ပြစ်မှတ်ထားတပ်ဖြတ်ညှဉ်းပန်းနှိပ်စက်မှုတွေဟာစစ်ရာဇဝတ်မှုကျွလွန်တဲ့အနေအထားဖြစ်နေတယ်လို့လူခွင့်ရေးအဖွဲ့တွေကထောက်ပြကြပါသည်မော်ပြည်လူခွင့်ရေး Foundation Program Director နိုင်အိုင်းမွန်က တော်လိုင်းရေးဖွဲ့တွေကိုစစ်ကောင်စီကစစ်ကိုစစ်နဲ့တူအောင်တိုက်နေတာမဟုတ်ဘဲရက်သားတွေကိုဥတည်နေတာလို့ပြောပါတယ်။စစ်အုပ်စုတွေကစစ်ကိုစစ်နဲ့တူအောင်မတိုက်နေတာတော့ကြာပြီ။တို့ရက်သားတွေကိုပြစ်ပတ်ထားဥတည်နေတဲ့ဒေသဟာဒဇာဒဇာနဲ့ကျွန်တော်တို့ဒီ war crime လို့ခေါ်တဲ့စစ်ရဆုံးဥတည်နေဖြစ်တဲ့အတွက်တချို့တော့ကျွန်တော်တို့ဒီလူခွေရေးကာကွယ်မြင့်တင်တဲ့အဖွဲ့တွေကိုယ်တိုင်ကနေပြီးတော့ဒီတရားနိုင်ငံတကာတရားရုံးတွေမှာတရားဆွဆူတာရှိပါတယ်နော်။ရမညာ Institute သုတေသနဌာန Rice က မြန်မာနိုင်ငံမှာဆေးရေးပဋိပက္ခပြင်းထန်လာမှုနဲ့အတူနိုင်ငံအနှံ့ပြားကလက်နက်ကင်တိုက်ပွဲတွေကျယ်ပြန့်လာပြီးရက်သားတွေရဲ့လူခွေရေချိုးဖောက်မှုကလည်းပုံမှုဆိုးဝါးလာတယ်လို့ပြောပါရည်။အချက်လက်တွေအရပြီးခဲ့တဲ့ဖေဖော်ဝါရီတွင်တောင်ပိုင်းဒေသဖြစ်တဲ့ကရင်ပြည်၊ကရင်၊မွန်နဲ့တနင်္သာရီတို့မှာစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုအပါအဝင်ဒရုန်းနဲ့လေကြောင်းတိုက်ခိုက်မှုအကျဉ်းကြီး140ကျော်ထိရှိခဲ့ပါရည်။ဒီအတွက်ကြောင့်နှစ်ဖက်တိုက်ပွဲတွေအပါအဝင်စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှု drone ပုံကျဲမှုနဲ့မြင်းမြုံပိုင်းထံကြောင့်အရက်သား150ကျော်ထိခိုက်ဒဏ်ရာရပြီး58ဦးသေဆုံးခဲ့တယ်လို့ match 6ရက်နေ့မှာထုတ်ပြန်တဲ့ rights အဖွဲ့ရဲ့လစဉ် data အစီအခံစာမှာဖော်ပြပါရီ KNI လူခွင့်ရေးအဖွဲ့ director ဥပညာကတိုင်းသားတွေထက်ဗမာလူမှုတွေကိုစစ်တပ်ကလူခွင့်ရေးချိုးဖောက်မှုတွေတပ်ဖြတ်မှုတွေစိုးဝါးစွာကျူးလွန်နေတဲ့အတွက်တရားတော်စစ်ဟုတ်မနေဘူးလို့ပြောပါရီ ပမာတွေလူထုတွေကိုစစ်တပ်ကိုနိုင်ကပမာတိုင်းနာတွေအပေါ်မှာစစ်တပ်ကအာဏာရှင်စစ်တပ်ကကျူးလွန်တဲ့လူလူခွင့်ချုပ်ပေါင်းမှုတပ်ဖြတ်မှုတွေကြည့်ရင်ပူပူတော့မှမပူပြီးတော့မှဆိုရတဲ့အာချုပ်ဖောက်မှုတွေကိုအညာဒေတာမှာပမာတိုင်းနာတွေနေတဲ့ဒေတာမှာပူဖြစ်တော့တွေ့ရတော့အဲဒါကြောင့်မို့သူပြောတဲ့သူတရားတော်စစ်ဆိုတာကဟုတ်ဟုတ်ဟုတ်စရာအကြောင်းမရှိတော့သူတို့မှန်စရာအကြောင်းမရှိတော့ဒီဒီပေါ်မှာအာဘယ်သူမှလိုက်ပြီးတော့နေမှာမဟုတ်တော့ဆိုတော့ကျွန်တော်ပြောရဲတော့ မဲမတမမှုအကြောင်းပြချက်နဲ့နိုင်ငံအာဏာကိုစစ်တပ်ကအတင်းအဓမ္မသိမ်းယူမှုကြောင့်ငင်းကြစွာဆန္ဒထုတ်ဖော်မှုကနေလက်နက်ဆွဲကင်အာဏာရှင်စနစ်ဖျောက်ချတဲ့စနစ်ပြောင်းတော်လာရေးအထိရောက်ရှိလာတာပါ။တိုင်းဒေသလက်နက်ကိုင်အများစုကလည်းပါဝင်လာကြပြီးဆီယနာရှင်စနစ်မြစ်ပြတ်ရေးကနေဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေးအတွက်စစ်ကောင်စီကိုနှီးပေါင်းဆောင်တော်လှန်နေကြတာဖြစ်ပါလိမ့်။ ဒီအတွက်ကြောင့်အာနာသိမ့်မှုလေးနှစ်အတွင်းစစ်ကောင်စီဟာတိုင်းစစ်ဌာနချုပ်နှစ်ခုအပါအဝင်တပ်ရင်းတွေတက်စကန်တွေယာနဲ့ချီလက်လွတ်ခဲ့ရပြီးမြို့ပေါင်း65မြို့ကိုလည်းဆုံးရှုံးခဲ့ရပါသည်။ဒါကိုစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကလက်နက်ကင်အဖွဲ့တွေရဲ့နေမြေချက်ထွင်ရေးတိုက်ပွဲပေါ်ဆောင်လာမှုတွေကိုစစ်တပ်အနေနဲ့တရားသောစစ်ကိုဆက်လက်ဆင်နွှဲသွားမယ်လို့ပြီးခဲ့တဲ့ဖေဖော်ဝါရီမှာကြေညာထားတာပါ။တထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ပီဒီအက်ဖ်တာဝန်ခံကိုအေးမင်းထွန်းက စစ်ကောင်စီအနေနဲ့ဘယ်တုန်းကမှစစ်ကိုစစ်နဲ့တူအောင်တိုက်နေတာမဟုတ်တဲ့အတွက်စစ်ကောင်ဆောင်ယူနေပြီလို့ပြောပါတယ်စစ်ကောင်စီအနေနဲ့ကတော့ဒီအရသားတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာအခုမှလည်းမဟုတ်ပါဘူးအယူအရေးရင်တွေကပဲလीနော်ဘယ်တုန်းကမှလည်းသူတို့ကစစ်ကိုစစ်နဲ့တူအောင်တိုက်နေတာမဟုတ်ဘူးဒီကျမ်းဖက်ခေါင်းဆောင်မင်းအောင်လိုင်ကလည်းဒီတရားတော်စစ်ကိုဆင်နွှဲနေတယ်လို့တာသူပဇာရတာပြောပြောနေတာပါအဲ့ဒါအေးပြောထွက်တဲ့ဟာဒီအားလုံးကလည်းနော် ထွက်ထွက်ခါကိုယူနေပြီလို့ပဲကျွန်တော်မြင်မိပါတယ်။ Rice ရဲ့အစီရင်ခံစာရိယဖေဖော်ဝါရီလအတွင်းမော်ဖီနယ်ပါဝင်ကရင်နီကရင်နဲ့တနင်္သာရီတို့မှာဘာသာရေးအဆောက်အအုံအပါအဝင်ရက်သားနေအိမ်ထိခိုက်ဖျက်ဆီးခံရမှုနဲ့မိလာမှုတွေက196လုံးရှိခဲ့တာပါ။အရက်သားဖမ်းဆီးခံရမှုကလည်းမော်မာ64ဦးနဲ့တနင်္သာရီမှာတော့336ဦးထိရှိခဲ့ပြီးဖမ်းဆီးခံရသူအများစုဟာတော်လိုင်းအင်အားစုတွေနဲ့ဆက်နွယ်နေတယ်လို့ဆွဆွဲခံရသူတွေအပါအဝင် စစ်ဗူဒံဥပဒေကြောင့်စုလိုက်ပြုံလိုက်အတရတမဖမ်းဆီးခံရသူတွေလည်းပါဝင်နေပါသည်တပ်သားစုဆောင်ရေးမှမြို့သားတွေကိုပေါ်တာဆွဲဖမ်းဆီးပြီးစစ်မှုထမ်းတဲ့အသည်းသွက်သွင်းနေမှုနဲ့ဘာသာရေးအဆောက်အုံတွေကိုပြစ်မှတ်ထားနေတာကလည်းဆက်ရဆွဲမှုချိုးဖောက်နေတာလို့လူခွင့်ရေးလှုပ်ရှားသူတွေကဆိုပါသည်ကေမျိုးသားစီယုံ KNU ပြောခွင့်ရပရိုဆော်တော်နီကအရက်သားနဲ့ဖျားကြောင်းဖုံးကြီးကြောင်းမရှောင်စစ်ကောင်စီကဘုံကျဲတိုက်ခိုက်မှုတွေဟာဆက်ရဆွဲမှုနှွန်နဲ့ရုံမထွက်နိုင်တဲ့အနေအထားလို့ပြောပါသည် တရားတော်စစ်မတရားတော်စစ်ဆိုတာတော့လူလူကောင်းတည်တဲ့ပုံမှာကျွန်တော်တို့တွေ့ပြောကြမှရှိဘူးဒါဒါအဲ့ဒါအဲ့လိုလောက်ချင်းအဖြစ်လဲသူတို့ဟိုစစ်ရှုံးတဲ့ဟာကိုပြန်ပြီးတော့ကာမီမာလည်းမဟုတ်ဘူးအဲ့ဒါလောက်ချင်းအဖြစ်ပဲတဖြည်းတဖြည်းဖြည်းနဲ့စစ်ဒီရစ်စစ်ရစုံနဲ့မှပဲကျုံပြင်းနူပြီးကျုံပြင်းနေပဲပြန်ပြီးလုံးဝယုံထနေတဲ့အနေတစ်ခုပဲဖြစ်ပါမှာအခုလာစားမိုင်းတွင် KNU ရဲ့အုပ်ချုပ်ရေးနယ်မြေတချို့မှာဒေချောင်းဖိုးချဲတိုက်ခိုက်မှုကြောင့်ကျောင်းနိုင်စရာတော့တပါးပြန့်လွန်တော်မူခဲ့ပြီး ကိုရင်နှစ်ပါးနဲ့ရက်သားပြည်သူ၄ဦးထပ်မံတဲ့ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ညာလင်းတဲ့သုတေသနအဖွဲ့ရဲ့စီရင်ခံစာအရ2021ဖေဖော်ဝါရီကနေ2024ဒီဇင်ဘာအထိနိုင်ငံတွင်းစစ်အုပ်စုကလူ9ဦးနဲ့အထက်စုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေကြောင့်ရက်သားပြည်သူ3490နီးပါးတိဆုံးခဲ့ရပါသည်။အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေထဲမှာလေကြောင်းတိုက်ခိုက်တာ၊ဒရုန်းပုံကျဲချတာ၊လက်နက်ကြီးပစ်ခတ်တာ၊စစ်ကြောင်းထိုးဝင်ရောက်စဉ်ပစ်ခတ်တပ်ဖြတ်တာနဲ့နှစ်ဖက်တိုက်ပွဲတွေတိဆုံးတာတို့ပါဝင်တယ်လို့ထုတ်ပြန်ထားပါသည်။ နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ယူကရိန်းနဲ့ငြိမ်းချမ်းရေးသဘောတူညီမှုယူရင်ရုရှားအတွက် လုံခြုံရေးအာမခံချက်ပါရမယ်လို့ပူတင်တောင်းဆိုလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဘေဘေကပြောပြပေးထားပါတယ်။ရုရှားအနေနဲ့မိမိတို့ရဲ့ရေရှည်လုံခြုံရေးကိုအာမခံတဲ့ငြိမ်းချမ်းရေးသဘောတူညီမှုမျိုးကိုပဲယူကရိန်းနဲ့သဘောတူသွားမှာဖြစ်ပြီးမိမိတို့လက်ရှိထိန်းသိမ်းထားတဲ့နယ်မြေတွေကပြန်လည်ဆုတ်ခွာပေးမှာမဟုတ်ကြောင်းသမ္မတဗလာဒီမာပူတင်ကမတ်လ6ရက်နေ့ကပြောကြားလိုက်ပါတယ်။ ပူတင်ကပြင်သစ်သမ္မတမက်ခရွန်ကိုတွယ်ဝိုက်ထိုးနှက်မှုအဖြစ်အနောက်တိုင်းခေါင်းဆောင်တွေအနေနဲ့ရုရှားပြည်သူတွေကိုရှော့မတွက်ပဲ1812ခုနှစ်မှာရုရှားကိုကျူးကျော်ပြီးဗျမ်းမတာဖြစ်သွားတဲ့စစ်ဘီယင်နပိုလီယံအဖြစ်ကိုအမှတ်ရသင့်တယ်လို့ပြောကြားခဲ့ပါတယ်။ရုရှားနိုင်ငံရဲ့ငြိမ်းချမ်းရေးကိုရေရှည်အာမခံချက်ပေးမဲ့မိမိတို့ရဲ့တင်းတော်တဲ့ငြိမ်းချမ်းရေးသဘောတူညီမှုပုံစံမျိုးကိုရွေးချယ်ရမှာဖြစ်ကြောင်းသမ္မတပူတင်ကယူကရိန်းမှာကြာဆုံးသွားတဲ့စစ်တီတွေရဲ့ဆွေမျိုးတွေနဲ့အမျိုးသမီးတွေကိုပြောကြားခဲ့ပါတယ်။ ရုရှားအနေနဲ့ယူကရိန်းကနေဆုတ်ခွာပေးမှလားဆိုတဲ့ကြာရှုံးရုရှားစစ်သားတအူးရဲ့မိခင်ရဲ့မိကုံကိုတမရပူတင်ကမိမိတို့အနေနဲ့အဲ့ဒီလိုလုံဆောင်မှုမယူရထားဘူးလို့ပြန်ပြေပါတယ်။ရုရှားဟာလက်ရှိမှာယူကရိန်းနဲ့နိမိတ်၅ဘုံတဘုံတနီစတူယန်ကီလိုမီတာ33000ကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့သတင်းဘက်ကအိမ်ဖြူရောမှာယူကရိန်းသမ္မတဇလန်စကီနဲ့အချင်းများခဲ့ပြီးနောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကယူကရိန်းစစ်ပွဲဆိုင်ရာအနောက်တိုင်းရဲ့မူဝါဒကိုပြောင်းပြန်လှန်ပစ်ခဲ့တယ်လို့ရုရှားနဲ့တိုက်ရိုက်ဆွေးနွေးပြီးယူကရိန်းကိုစစ်ရေးအကူအညီတွေရပ်ပစ်ခဲ့ပါတယ်သမရပူတင်ကနယ်မြေတွေပြန်ပေးမဲ့အရေးကိုစောစောကလေးကပယ်ချထားသလိုယူကရိန်းနေတိုးအဖွဲ့ဝင်ဖြစ်ွက်ကိုလည်းလက်လွတ်ရမယ်လို့တောင်းဆိုထားပြီးဖြစ်ပါတယ် ယူကရိန်းနဲ့ပတ်သက်လို့အမေရိကန်မူဝါဒကိုတိတိတတ်တာပြောင်းလဲလိုက်တာကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်ပေါ်လာစေတော့မယ်ဆိုတဲ့မျှော်လင့်ချက်တွေအားကောင်းလာစေခဲ့တယ်လို့ဥရောပမဟာမိတ်တွေကလည်းယူကရိန်းနဲ့သတားတဲ့ဖြစ်သွားစေခဲ့ပါတယ်။နှစ်ပေါင်း400တန်းရှိဒိမန်စာပို့လုပ်ငန်းရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။ဒိမန်နိုင်ငံရဲ့အစိုးရပိုင်းစာပို့လုပ်ငန်းဌာန Postnote က2025ခုနှစ်ကုန်ရင် စာပို့လုပ်ငန်းဝန်ဆောင်မှုရပ်ဆိုင်းတော့မယ်လို့ကြေညာပါတယ်။ အခုရာစုနှစ်စတင်ပြီးနောက်ပိုင်းစပေးပို့မှုပမာဏ90ရာခိုင်နှုန်းရောကျသွားတာကြောင့်အခုလိုဆုံးဖြတ်ရတာဖြစ်တယ်လို့ Post Note ကပြောပါတယ်။ဒီဆုံးဖြတ်ချက်ကြောင့်အဲ့ဒီဌာနရဲ့အနှစ်400တန်းရှိတဲ့စာပို့လုပ်ငန်းဝန်ဆောင်မှုအဆုံးသတ်တော့မှာဖြစ်ပါတယ်။ဒိမတ်နိုင်ငံတွင်းမှာရှိတဲ့စာတိုက်ပုံ1500ဟာလာမယ့်ဇွန်လကစတင်ပြီးတော့ပြောက်ွယ်သွားတော့မှာဖြစ်ပါတယ်။ပို့စာရေးဝန်ကြီး Thomas Danielson ကစာရင်းနဲ့ပါဆယ်ထုတ်တွေပေးပို့ရေးအတွက်လွတ်လပ်တဲ့ဈေးွက်ရှိပြီးသားဖြစ်တာကြောင့်အများပြည်သူမစိုးရိမ်ကြဖို့ကြေညာထားပါတယ်။ ဥရောပတဝန်းမှာရှိတဲ့စာတိုက်ဝန်ဆောင်မှုတွေဟာစာပေပပူရော့ကျလာတာကြောင့်အခက်ကြုံနေကြရပါတယ်။ဂျာမနီစာတိုက်လုပ်ငန်း Dodge Post ကလည်းအလုပ်သမား8000ကျော်ထိရှော့ချခဲ့ပါတယ်။ဒိမတ်ဟာတစ်ကဘာလုံးသို့စာပေပို့တဲ့ဝန်ဆောင်မှုပေးနေတာဟာ2023ခုနှစ်ကုန်မှာနှစ်ပေါင်း400ပြည့်မြောက်ခဲ့ပါတယ်။ဒါပေမဲ့ Digital စာပေပို့ရေးဝန်ဆောင်မှုတွေတွင်ကျလာချိန်မှာရိုးရိုးစာပေပို့မှုရေတက်ကတိတိတတ်တာရော့ကျသွားခဲ့တာပါ။ post note ကတော့သူတို့အနေနဲ့ parcel ပေးပို့တဲ့လုပ်ငန်းကိုပြောင်းလဲလုပ်ကိုင်မှုစဉ်းစားထားပြီး2024ခုနှစ်နဲ့အရင်ကဝယ်ယူထားတဲ့စိတ်တုံးတွေကို2026ခုနှစ်အတွင်းတတ်မှတ်ချိန်မှာငွေပြန်အမ်းပေးသွားမယ်လို့ကြေညာထားပါတယ်။လုပ်သားအင်အား4600ရှိတဲ့တွေကအလုပ်သမား1500အလုပ်ဆုံးရှုံးရမှာဖြစ်ပါတယ်။ဒိမဟာကဘာမှာ digital စနစ်သုံးစွဲမှုအများဆုံးနိုင်ငံတွေထဲကတနိုင်ငံလည်းဖြစ်ပါတယ်။သူတို့နိုင်ငံမှာလူတွေအသုံးပြုနေတဲ့အရာအလုံးနီးပါးအတွက် application တွေရှိပြီးသားဖြစ်ပါတယ်။ အစိုးရဌာနတွေကလည်းစာရက်စာတမ်းတွေကို online ကပေးပို့နေကြတာကြောင့်မိမိတို့လုပ်ငန်းလုံးဝအမြတ်မထွက်နိုင်တော့ဘူးလို့ post note damage ကပြောပါတယ် post note ဟာဆွီဒင်မှာလည်းလုတ်ကင်နေပြီးတော့ company က40ရာခိုင်နှုန်းဆွီဒင်ဆွေရက60ရာခိုင်နှုန်းပိုင်ဆိုင်ထားတာဖြစ်ပါတယ် က်ပြတ်မတ်လ၈ရက်နေ့အတွက်မိုးလီဝတ္တအခမ်းအနားချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မင်္ဂလာပင်လယ်အော်အချိန်ဒီမှာကပ်ပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အသည်သည်ဖြစ်ထွန်းနိုင်ပြီးကြံမင်္ဂလာပင်လယ်အော်မှာအများအပြားတာယာနိုင်ပါတယ်။ပင်လယ်ပြင်အချိန်ဒီမှာတနင်္လာရီကန်ယူရန်ရခိုင်ကန်ယူရန်တို့မှာလေဟာအရှိအရှိတောင်ဘက်ကနေတနင်္လာရီ9မိုင်မှ10မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်မှာလှိုင်းအသည်သည်ရှိနိုင်ပါတယ်။ မြို့ဝကျွန်းမော်ဒေတာတွေနဲ့မုတ်တမခွေဘက်မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအိ9မိုင်မှာ10မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်မှာလိုင်းအသင်သင်ရှိနေပါတယ်။မိုးအချိန်လေးမှာသခိုင်းတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ကြံတိုင်းနဲ့ပြည်နယ်တို့မှာအများအားဖြင့်တာယာနိုင်ပါတယ်။နေပူချိန်ဒီမှာမန္တလေးတိုင်းမကွေတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတို့မှာပုံမှန်အပူချိန်ထက်ပိုနိုင်ပါတယ်။ မြူအခြေအနေမှာသကိုင်းတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမနက်ပိုင်းမြူထူများကြဆင်းနိုင်ပါတယ်။ဒီမိုးလေဝသအစည်းအဝေးကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရဲ့ဆိုင်ရာဝန်ကြီးဌာနကနေရယူဖော်ပြတာဖြစ်ပါတယ်။တလင်ထိုင်ရဲ့ည၈နာရီရက်ထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုကြံစားခဲ့ရတာပါတလင်ထိုင်ရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တလင်ထိုင် Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါရှင် ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။လန်နက်ကိုင်ပဏိပခရီနဲ့စစ်ပွဲတွေကြားမှာရှင်သန်ရက်ဒီဖို့မိသားစုနဲ့အတူရှိနေခြင်းဟာခွန်အားတစ်ခုပါပဲ။တံပိုးထားချစ်ခင်ရတဲ့မိသားစုဝင်နေတဲ့အတူတူ လုံခြုံတဲ့နေရာတစ်ခုကျွန်တော်တို့ဖန်တီးကြပါစို့။ကိုပတ်ဝင်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုတုံးပြီး တဆင့်ပြီးတဆင့်စနစ်တကျလှုပ်ဆောင်သွားမယ်ဆိုရင်တော့လုံခြုံစိတ်ချရတဲ့ဘုံခုခြင်းတစ်ခုကိုအမြန်ဆုံးဖန်တီးနိုင်ပါတယ်။တကယ်တမ်းပြောရရင်ဒီဟာကဘုံခုခြင်းတစ်ခုတက်ပူပါတယ်။ချစ်ချင်းမေတ္တာပြည့်နဲ့ဖန်တီးထားတဲ့အိမ်ထဲမကွာဘုံခုရာနေရာတစ်ခုပေါ့။ဒီနေရာကိုကျွန်တော်တို့လက်တွေနဲ့ပဲအတူတူ ဖန်တီးထားတာပါ။ တူတူဆိုရင်ကျွန်တော်တို့အားလုံးအတူတူဆိုရင်စိတ်ချလုံခြုံတဲ့အနာဂတ်တစ်ခုကိုတက်ညီလက်ညီဖန်တီးနိုင်ပါတယ်ကျွန်တော်တို့နဲ့အတူလုံခြုံစိတ်ချရတဲ့ဘုံခုခြင်းတစ်ခုတည်ဆောက်ကြရအောင်မိသားစုတစုပုံခုနိုင်မဲ့ဘုံခုခြင်းတစ်ခုအတွက်၄ပေ၅ပေနဲ့နဲ့၈ပေ၆ပေအကျယ်ရှိတဲ့ခြင်းတစ်ခုတူးရပါမယ်ဝင်ပေါက်ကိုအဲပုံစံတစ်စစ်ချိုးထားပါ ။နေရံနဲ့ကြမ်းကင်းတွေကနေရေမစိတ်နိုင်အောင်ပလတ်စတစ်ခင်းထားပါ။အမိုးအတွက်6လက်မပတ်လည်တစ်လုံးခင်းရပါမယ်။တစ်လုံးမရရင်ဝနက်ထန်းလုံးနဲ့သုံးနိုင်ပါတယ်။လေဝင်ပေါက်အတွက်လေးလက်မပတ်လည် PVC ပိုက်နှလုံးကိုထွင်းထည့်ပါ။ဖုံမိုက်မဝင်နိုင်အောင်အပုံစံချိုးထားပေးပါ။အပေါ်ကနေပလတ်စတစ်ဘိုးကတန်ပြားပြင်ပြားတစ်ခုခုခင်းပါတဲအိတ်ဒါမှမဟုတ်မြေအိတ်တွေကိုအလျားတစ်ထပ်အနံတစ်ထပ်ထပ်ခင်းပြီးပါပြီးမှဝက်ကက်ခင်းပါညီဖို့ပါ ရင်းမွေအောင်ကျင်းပတ်ပတ်လည်မှာရင်နှုတ်မြောင်တူပေးပါ။စောက်ပုံစောက်နီးနဲ့တေးစိတ်အချက်လက်တွေကိုတော့ Telegram Channel, DVB TV, Facebook, YouTube တို့မှာကြိုအားကိုစကန်ဖတ်ပြီးကြည့်ရှုလိုက်ပါ။မိသားစုတိုင်းရှင်သန်ဖို့အိမ်ထဲမကွာပုန်းခိုဆို့